ပါမကနေနိုင်ငံပေါင်း199နိုင်ငံရှိတယ်။တဝက်ပြည်အောင်အခေယာမရှိဘူး။အကုန်လုံးကမင်းညမ်းပြီးရေးကြတာ။တပည့်တော်တို့မြန်မာအခေယာ2000ကျော်3000ဝန်းကျင်ရှိပြီးကိုယ့်အကူသုံးလာတာ။ကိုယ့်အခေယာနဲ့ကိုအကိုတိကိုနဲ့ကိုကြကန်းလောက်တဲ့နေမဟုတ်ဘူး။အခေယာအသာကိုယ့်အခေယာနဲ့ကိုကိုယ်စကားအတန်နဲ့ကိုဗျာ။အလွန်ရင်ကျင်းမှုစင်တန်းမြင့်တဲ့နိုင်ငံကြီး။တပည့်တော်တို့လက်ထက်ကြမှာအဖက်ဖက်ကအောက်ကြနောက်ကြဖြစ်နေ။ကဲအဲ့ဒါဆိုဒီတော့မြန်မာသားဘယ်ချိန်လောက်ကတည်ထွင်ခဲ့တာလဲ။နည်းနည်းလေးပြောကြည့်ပါဦးဗျာ။အခုစပိုင်းတံပိုးတင်ရင်ဒါတွေကတန်ကျဖြစ်လို့မရဘူး။ တန်ကြီးဖျက်လို့မရအဲ့တော့ဒီပြောလို့စာပေဆိုတဲ့ဟာကိုလာခဲ့ဖို့ကဒီပြောလို့နိုင်ငံဘလောက်ခြီခဲ့ပြီလဲလို့ပြောတာခနေ့ရှေ့တော်အရှာနိုင်ငံတွေကိုကြည့်မလေးရှားအခက်အမရှိဘူးစင်ကာပူအခက်အမရှိဘူးအင်ဒိုနီးရှားအခက်အမရှိဘူးထိုင်းတို့မြန်မာတို့ရှိတယ်ထိုင်းတို့မြန်မာတို့ရှိတယ်ကာကြီးတို့ခါခွေးတို့ဆိုတော့ဒီပြောလို့ကရေးလိုက်တယ်တေခိတရာခိနဲ့ရေးတာရှော့တော့မတွေ့လဲမြန်မာတွေကနော်အဲ့ဒါဒီပြောလို့ရာသာကုမာရကြောက်စားဆိုတာအားလုံးကြားဘူးလားဗျာ စာဘာမျိုးနဲ့ရေးစာတော့ပြောကြည့်ပါအောင်ဗျာမြန်မာမောပြူပါဠိပြူမောမြန်မာပါဠိလေးမျိုးနဲ့ရေးမထားဘူးလားအဲ့ဒါကပြူသာဆိုတာကစီယိုပလက်တီယံပြောခဲ့တာမြန်မာချင်းချင်းပြောမြန်မာပညာရှင်တွေပြောတာမဟုတ်ဘူးပြင်သစ်ကပညာရှင်ကပြောတာသူက MIS အင်္ဂလိပ်လက်ဝေကံတမိုင်းထရဂျေစလူးဆိုတာအမေရိကန်လက်ဝေကံ CIA ဘက်ကတမိုင်းဆရာ မြန်မာပြည်ကိုကိုလိုနီနဲ့ချဲ့တကအမျိုးသားရေးထိတဲ့တွေပါနှိမ်လို့ရအောင်ဖြိလို့ရအောင်တမိုင်းကိုဖျက်ထားခဲ့သူတို့ရေးတဲ့အရေးတွေပြူမွန်မြန်မာပါဠိဆိုတာပြူသာမဟုတ်ဘူးရှေးဟောင်းမြန်မာသားရှေးဦးမြန်မာသားလို့ခေါ်တယ်ပြူဆိုတာမြန်မာပြည်မှာပြူဆိုတာမြန်မာပဲပြူနဲ့မြန်မာနဲ့ဘာကြောင့်ခွဲလိုက်တောင်ဆိုမြန်မာတွေကအနော်ထားခေတ်လောက်ရောက်မှာဟိုကြောက်ဆက်လွင်ပြင်းမှာဟိုမြန်မာရှေ့ရှေ့တောင်အရှေ့မြောက်ပိုင်းကနေမြင်းနေစီလာပြီးတော့လူရိုင်းနေလူမျိုးတုံးတက်ပြီးတော့မြန်မာရေလို့ ဘယင်းဒီနန်းဆိုင်တယ်ဆိုပြီးတော့အနော်ရထားလက်ထက်လောက်မှာမြန်မာဆတာတက်တက်ဖြတ်ခဲ့တာတကောင်အမိယာသာဆိုတာတက်တက်မြန်မာတွေကဘုရားနဲ့အမျိုးတော်ချင်းလို့ရေးထားတာပါလို့ဒီလိုပြောတဲ့ဂျေဆုကဘလောက်ရိုင်းတယ်ဆိုတာဟုတ်လားအဲ့လိုမျိုးဒီလိုတို့ကခံခဲ့ရတာနော်ပြောဘုန်းကြီးတွေကဘာသာရေးနဲ့လည်းမသိတမိုင်းဆိုတာလည်းမသိဆိုတဲ့အခါကျတော့ဒီလိုတို့ကလူတွေဘလို့ဥဆောင်ဟုတ်လားဗျာနော်အဲ့ဒါတွေကဒီလို အထောက်ထားတွေရှိပါတယ်ခုနကဒီဗီဒီယို edit လုပ်တော့အဲ့ဒါတွေကုန်းကောက်ထည့်ဒီထောက်ထားတွေငါပြောတဲ့အရာတွေဝယ်ခိုင်းမအောင်ကြီးတဲ့သူတွေဒီထောက်ထားတွေကိုတွေ့ရအောင်အင်္ဂလိပ်လိုရေးထားတဲ့ဟာတွေရောမြန်မာလိုရေးထားတဲ့ဟာတွေရောကောက်ထည့်လိုက်ဒီလိုတို့အဲ့လိုခိုင်မာခဲ့တဲ့ဟာဟန်လဲမှာလဲဟန်လဲမှာတင်ကြိုင်းကုန်းမှာရေးထားတဲ့ကြောက်စာတွေရှိတယ်ဆိုတော့ပြင်းတဲ့အခရာကိုသုံးနေပြီအခရာကိုသုံးနေပြီဒီလိုတို့ရင်ကျိမှုဘလောက်မြင့်လဲဆိုတာပြောချင်တာကမ္ဘာမှာခရီးနိုင်ငံပေါင်း198နိုင်ငံရှိတယ်တဝက်ပြည့်အောင်အခရာမရှိဘူး အကုန်လုံးကမိញမ်းပြီးရေချာတာတပည့်တော်တို့မြန်မာအခေယနှစ်2000ကျော်3000ဝန်းကျင်ရှိပြီကိုယ့်အကိုသုံးလာတာကိုယ့်အခေယနဲ့ကိုအကိုအထီးကိုနဲ့ကိုခြေကန်းလောက်တယ်တင်မဟုတ်ဘူးအခေယအသာကိုယ့်အခေယနဲ့ကိုကိုယ်စကားအသံနဲ့ကိုဗျာအလွန်ရင်ကျင်းမှုစင်တမ်းမြင့်တဲ့နိုင်ငံကြီးတပည့်တော်တို့လက်ထက်ကြမှာအဖက်ဘက်ကအောက်ကြနောက်ကြဖြစ်ကဲအဲ့ဒါဆိုတော့ဒီတော့မြန်မာသားဘယ်ချိန်လောက်ကတည်ထွင်ခဲ့တာလဲနည်းနည်းလေးပြောကြည့်ပါဦးဗျာအခုရှင်များတို့သိကြမြန်မာသားဘယ်ချိန်မှာတည်ထွင်တယ်လို့ယူဆတယ်ကြားဘူးလားဗျာ အဲမကြဘူးဆိုတပြီးတော့ဘဟုသုတပြောတော့ပါမြမသာဟာသရုတ်ထပကံလောက်မှထွန်ကားလာတယ်သူတို့အင်အားမကြီးသေးဘူးရှိဖိမောင်တင်ပြောတဲ့မြမစာပေတမိုင်းဆိုစာအုပ်ရှိတယ်ကြမ်းကြောနာတော့ဗျာနော်မြမစာပေတမိုင်းရှိဖိမောင်တင်ခရစ်ယာန်ကြီးနော်ခရစ်ယာန်ကြီးဒါပေမဲ့အထသာလိနီနဲ့ဝိသုဒိမတ်ကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့ကဘာကိုဘုရားဘာသာဖြန့်တာအဲ့ဒီဆရာကြီးအဲဒီမာဂနောဆရာဘုရားရဲ့လေးသားတဲ့ဒီဆရာကြီးဖိမောင်တင်သူကတော့ခရစ်ယာန်ပဲကျေးဇူးများတယ်နော် တို့တော့အဲ့မြန်မာသားပေသမိုင်းမှာတော့သူကမြန်မာသားပေဟာရာသကုမာရာကြောက်စာကိုကြည့်မယ်ဆိုရင်မြန်မာသားပေဟာဖွံ့ဖြိုးကြတာမကြသေးဘူးလို့ယူဆဆိုင်ဘောင်တင်တို့ရဲ့တပည့်ဆရာမင်းသူဝင်တို့ကြတော့ဆရာတော်ကြီးတို့အုပ်စုကြတော့မြန်မာသားပေဟာစရုဒပကံအစောပိုင်းလောက်ကဖွံ့ဖြိုးခဲ့တယ်လို့ယူဆသူတို့ကဘာကိုကြည့်ပြတာဆိုတော့ရာသကုမာရာကြောက်စာကိုကြည့်ရင်အဲ့မှာရေးတဲ့ကြောက်စာအရေးသားတွေကဝါကြတိဆောက်မှုတွေတော်တော်ကောင်းနေဟုတ်လား အဲဝါကျတည်သောပုံတွေကိုကြည့်မယ်ဆိုရင်လောကနဲ့နှစ်တရားနဲ့အထက်ကဖြစ်နိုင်တယ်လို့ဒီလိုမျိုးယူဆ။အဲဆိုသာဝတ္ထညွှန်ပါမယ်ဗျာ။တပိတော့သာပေပြောင်းပြောတာဖြစ်တဲ့တယ်နော်။သာဝညွှန်ပြီးပြောပါမယ်ဗျာ။ယတ္တစာပေအဖွဲ့ဏီတံသာဝညွှန်တော့ယတ္တစာပေအဖွဲ့ဏီတံစေကုချိုချိုကပြန်ထုတ်ပါလေ။ဆရာမင်းသူဝင်ပါ။အခုနကမြန်မာစာပေသမိုင်းအဲဒါဆိုတော့ဒီမြန်မာသာပေကိုဗကံခစ်မှာပါဠိစာကတော့ဗကံခစ်ကသွားနေပြီ။ သင်ခေတ္တရနဲ့အာခေါင်းကလေးပါဠိသာပြောချင်တာဘုရားသာမြန်မာတွေကပါဇက်ထွက်နှုတ်ဖြစ်တတတကဘာလုံးရှင်များတို့ကဘာလှည့်ပြီးတော့သင်နေတာတွေကဘာမှာလေ့လာမှုပါပါနော်တာကိုပီပီတန်တယွန်းနန္ဒာမြန်မာပဲရှိတယ်ပါဠိသာတန်ခါဆိုတဲ့ဟာကိုမြန်မာပဲပီပီတတယွန်းနိုင်တယ်တာကိဝေအနယ်တွေပဲဒီဒီတကလုံးကိုပြီးတယ်တကဘာလုံးမှာဘယ်နိုင်ငံမှမပြီးဘူးအဲ့ဒါဒီလိုပီပီတတရေရေကြီးတန်ခါလို့ထွက်ပါဗျာဆန်ခါဆိုပြီးတော့ ကမ္ဘာနာမည်နဲ့လိုက်ပြီးတော့သူ့နေရာနဲ့တူဆိုတော့တမျိုးပေါ့ဗျာတချို့ကမြန်မာပြည်မှာလာပြီးဆန်ကလှုပ်ချင်သေးတာပြီးတော့ကြိုက်ဘူးဟုတ်တော့မလားဆန်ရရဆန်ကတော့မပြီးလို့ရွတ်တာဗျာတန်ကလို့တဆိုတဲ့အတန်ကိုဒန္တထံဗျာဟုတ်လားထံကတိုင်းပရဲ့ဒီလိုလိုဒန္တထံတရားကိုပြီးပြီးတန်တသွားနဲ့တိပြီးတော့ထိပြီးတော့ရွတ်နိုင်တာမြန်မာပဲရှိတာကီမျိုးတွေမဟုတ်လို့ဒါကြောင့်ရဲရဲရွတ်ပါတန်ကလို့ပဲရွတ်ပါဟုတ်ပြီလားအဲ့တော့ကမွာလည်းပြီးပြီးတန်တဖတ်နိုင်တာတော့မြန်မာပဲရှိတယ် အလုံးမနဲ့ဂုံစရာကောင်းပါတယ်ဘာမှဂုံမငယ်ဘူးဗျအဲ့တော့ဘုရားရဲ့အမျိုးနေတွေဖြစ်တယ်ဒီပြည်တော်တို့အခုဆိုရင်နေပေါ်ပေါ့နေပေါ်နိုင်ငံတောင်ပိုင်းပေါ့အခုကပလိဝဒေဝဒဟဒေတာဝင်းကျင်မှာရှိတဲ့ထဲကလူတွေတွေကဘုရားရဲ့အမျိုးနယ်တွေကသကလုံးပေါင်းတထောင်ကျော်ခုချိန်ဒီမြန်မာတွေနဲ့တူးနေတယ်ဘယ်လောက်တော့ဗျငါနံပါတ်၅လူတွေ၅ပဲခေါ်တယ်ကြီးတွေက၅လေသူတွေလည်း၅ပဲခေါ်တယ်လမ်းဆိုရင်သူတွေလမ်းပဲပြောတယ်အဲ့လိုတူးနေတဲ့သကလုံးတွေတထောင်ဝန်းကျင်လောက်ရှိတယ် အဲ့တော့တပည့်တော်တို့ကမြမသာပေကိုသရုတ်ဗကံမှာဖွံ့ဖြိုးအောင်လုပ်တော့မယ်အနော်ဟီတာကအဲ့ဒီအတွက်ပံ့ပိုးတယ်စပိုးနီးလုတ်တဲ့ဘယင်တွေလိုတယ်ဗျာသူ့ရဲ့ရှေ့စုတ်ကလေးကရှင်မြတ်မယားကိတ္တတွေနဲ့ပြာများနေရလीသူ့စုတ်ကလေးတို့အနော်ဟီတာတို့ရဲ့ဖေအေကြတော့လဲတိတ်အတုံးမကြောက်ဗကံသားပိုင်းမှာထူးထူးချွတ်ချွတ်ဘယင်မဟုတ်ဘူးအဲ့မှာလေကိုယ်ကွယ်မှုတွေလည်းယောဒီယောရာရင်ရင်မှုတွေလည်းချွတ်ချွတ်ထူးထူးဟိန္ဒူတွေရောဗာတွေရောရှင်မြတ်အဲ့လိုမျိုးတွေကိုယ်ကွယ်နေကြတာဆိုတဲ့အခါအနော်ဒါလက်ထိုက်ကြတော့တိုင်းပြည်တနိုင်ငံလုံးကို တနိုင်ငံလုံးကိုစုစည်းတယ်။တိုင်းရင်းသားလက်နက်ကိုင်တွေဝါတွေမထားဘူးအကုန်လုံးကို organize လုပ်တယ်။ဒါကြောင့်ပထမကမြန်မာနိုင်ငံတော်ဆိုတနိုင်ငံလုံးကိုစုစည်းတယ်။စုစည်းပြီးတဲ့အခါကျတော့အဲ့ဒါဆိုမြန်မာတနိုင်ငံလုံးကိုလွှမ်းခြုံတဲ့ယုံသုံးစကားဆိုတာရှိရ။ယုံသုံးစကားဆိုတာရှိရ။ legally ပေါ့ဗျာ။တရားဝင်ပေါ့အစိုးရရဲ့ယုံသုံးစကားဆိုတာရှိ။အဲ့ဒီအတွက်စကားတီထွင်တဲ့အခါမြန်မာသားပေကိုဖွံ့ဖြိုးလာဖို့ပံ့ပိုးတယ်။ဒါကြောင့်အနော်ရတဲ့ပံ့ပိုးမှုတွေများပြမြန်မာသားပေကအရှိန်ကောင်းလား။ အနဝေထာရေခဲ့တဲ့ကြောက်စာပင်းဆက်ကလာမှာဗျာဒီပြောဟိုနေရမှာတရားဟောခဲ့တယ်အဲ့မှာအခုကြောက်စာကြီးခုရနေရှိတယ်တို့စာရရမတင်ရှားတော့ငွေကြောက်စာကြီးရှိတယ်အဲ့ကြောက်စာမြန်မာသားရေကြောက်စာအနဝေထာကိုယ်တိုင်ရေခဲ့တဲ့ကြောက်စာ1069လောက်ကထင်တယ်ဒီတော့ခုနှစ်တက်ကြရင်မသေးကြလို့ရေခဲ့တဲ့ကြောက်စာမြန်မာသားတွေဖွင့်ပြီးအောင်လုပ်မယ်ဆိုတော့မြန်မာသားတွေတက်တက်တင်အင်အားမရှိဘူးအခက်ရတယ်မစော်ဘူးအင်အားမရှိဘူးအဲ့ဒီတော့ဘာလုပ်လဲဆိုတော့ အိန္ဒိယတောင်ပိုင်းရေထုံဖြစ်တဲ့ဗြဟ္မီအခေယအာသောခကေဘောရခေကသုံးခဲ့တဲ့အခေယရှိတယ်။နောက်ပါဠိအခေယအဲ့ထဲနေပြီးတော့ပါဠိအခေယနဲ့ဗြဟ္မီအခေယတွေကိုပေါင်းပြီးတော့မြန်မာသာပေကိုတီထွင်ခဲ့တယ်။အဲ့မှာတပြည့်တော်ကပါဠိသာကနေမျိုးသားထားတာမြန်မာသာသူကဘယ်သာမျိုးသားထားတာလဲဗျာ။ပါဠိသာကိုမျိုးသားတယ်ပြည့်တော်စကလုံးလေးလုံးပြောမယ်ဝါသနာဝါသနာဆိုတာပါတော့ဗျာ။မြန်မာလူရှင်မြပြန်စရာလိုသေးလား။တန်းပြီးတော့ကိုနားလဲတာခေတ်ဆက်သက်တော့အဲ့ဒါမြန်မာတကားဟုတ်လား။ မဟုတ်ဘူးနော်ဝါသနာဆိုတာအလေးချင်းဟုတ်တယ်မလားနေစဉ်နေစဉ်ဆိုနေစာတူဝါဆိုတဲ့တရားတွေကြောင်းတော့လားရုပ်တို့နာမ်တို့ဟုတ်လားအများကြီးလေးတပြည့်တို့အဲ့လိုမျိုးသကလုံးပေါင်း၄000ကျော်ရှိမွေးသားတော့လားစာအုပ်တို့ညွှန်ပါပါဗျာကိုယ်တိုင်ဖတ်ကြကြနော်ပါဠိတက်ပါဠိတက်ဟောတာပြီးတယ်အဲ့ဒါတပြည့်တို့ဆရာကြီးတကောဥထုံးမြင့်ရေးပါတယ်စိတ်ကူးချိုချိုကထုတ်တယ်ပါဠိတက်ဟောတာပြီးတယ်တိတ်ကောင်းတာရှင်များတို့ဒီစာနဲ့ဘေနဲ့တက်တက်တူတူလူလူတူတူလှုပ်ချင်တော့ဖတ်ထားကြဗျာ အပြီးမဖတ်နိုင်တော့ဒါကိုကကျမ်းစာအနေနဲ့ရှိရဝါသကမှာဖတ်တာကိုကကျမ်းစာအနေနဲ့တော့ပါဠိသက်ဩဟာရအပိဒံဥထုံးမြက်အကုန်ဥထုံးမြက်လူမိုက်ဆိုလျင်ရှောင်းသွေးလေလို့တော့ဆရာကြီးကကြပြလေးတွေကြပြတယ်ပဲကမလဲအဲ့ဒါကြီးကသူသေးသနာကျရင်တကယ်ခမ်းနာတာရက်ဆက်တယ်နော်စာမနာ900ကျော်လောက်ပါတယ်ဗျတပည့်တော်ဒီမှာရှိတယ်နော်ပါဠိတဲ့ဟောရဒီဒီဒီစာကြီးတိုင်းမှာလည်းဒီလိုထည့်ပေးထားတယ်ရှင်များတို့စာကြီးတိုင်းမှာလည်းရှိတယ် နောက်တစ်ခုဝကြံဒီစပ်ပေါ်နေပတ်သက်ပြီးတော့ခန်းခန်းနာနာသိဖို့လေလိုတယ်။အဲ့ဒါဆိုရင်ဒီပြီးတော့စာအုပ်တော့ညွှန်မယ်။ဩရထပကသနီဒုတိယကျောင်းစာသားဆရာတော်ဖျားကြီးရေးတယ်။စေကုချူချူကထုတ်တယ်။ဩဟာရထပကသနီဩရထပကသနီအဲ့ဒါတော့ဝကြံဒီစပ်ပေါ်စတက်စ်ဒီစပ်ပေါ်မြန်မာပြည်ရဲ့ဝကြံဒီစပ်ပေါ်နေကိုခေဆက်ဆက်ဝကြံဒီစပ်ပေါ်နေဘာနဲ့ပတ်သက်ပြီးတော့တရာသီကန်းနေဘာတွေပြောကြအကောင်းကောင်းရတာပေါ့ဗျာအဲ့ဒါအဲ့ဒါနော်။ဩရထပကသနီဖျား ဩဟာရထဘကနေဒုတိယကျော်အောင်ဆန္ဒဆရာတော်ဘုရားကြီးဒုတိယကျော်အောင်ဆန္ဒဆရာဒီလိုတို့အခုသခိုင်းမဟာကဏ္ဍဦးဖျားနော်ဒီခုတောင်မြို့မဟာကဏ္ဍဝင်ငန်းကြီးလေဒီဘက်ကရက်ကအဲ့ဒါဒုတိယကျော်အောင်ဆန္ဒဆရာတော်ဘုရားကြီးကျောင်းဖျားအဲ့ဒါဩဟာရထဘကနေနောက်တစ်ခုတစ်ခါတည်းညွှန်လိုက်မယ်ဗျာဩဟာရလီနထဘကတိဒါကလှေတင်းတွင်းမင်းကြီးရေးတယ်အဲ့ဒီမှာတော့ဘာပြောမလဲဆိုတော့ယောက်ျားဘာကြောင့်ယောက်ျားခေါ်တယ်မိန်းမဘာကြောင့်မိန်းမခေါ် အသင်မောဒီမလကသည်ဘလို့စဉ်သက်လာအဲ့ဒီစကလုံးနဲ့စဉ်သက်လာပုံရေးထားသိကောင်းလားလေသင်သွင်းမင်းကြီးရေးတယ်ဗျဩဟာရလီနထပကတိအဲခုနဩဟာရထပကတိခုကဩဟာရလီနထပကတိလီနထပကတိနော်အဲ့ဒါလေသင်သွင်းမင်းကြီးရေးတယ်ဗျလေသင်သွင်းမင်းကြီးဆိုရ